ဗိုလ်ချုပ်ကြီးမရအောင်လည်းဘက်ကနဲ့တရုတ်ဘက်ကတရုတ်တရုတ်ကဘလောက်ထိလိုက်လဲရတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်မျက်မျက်ထင်ရှားအကုန်တွေးရမယ်เนาะတရုတ်နှစ်တကူးနေကိုဟလာအစိုးရရုံးပည့်ရဖြစ်တတ်မဲ့ပေးတဲ့ဟာတွေဟာအစားပေါ့เนาะနောက်တရုတ်ရဲ့ဒီကြောက်ဖြူမှာသွားမဲ့ကြောက်ဖြူမှာလုံခြုံရေးတပ်တွေထားဖို့ကိစ္စတွေအကုန်လုံးမြန်မာဘက်ကပြန်ပြီးလိုက်လို့ပေးရတာဗိုလ်ချုပ်ကြီးမရအောင်လည်းကိုယ်တိုင်ကတရုတ်စန့်ကျင်စိတ်တဲ့အဖြစ်ရှိတယ်သူဘေးနားမှာဝင်းရံထားတဲ့သူတွေကလည်းတရုတ်စန့်ကျင်စိတ်တဲ့ရှိတဲ့သူတွေဖြစ်တယ်ဆိုတော့ အဲ့လိုစိတ်သက်အပြစ်နဲ့တရုတ်စင်ကြီးကိုလည်းသူတို့ဟလာတိုးတိုးတို့မျိုးကြဲကြဲတို့မျိုးလုတ်ခဲ့ပူတာတွေကျွန်တော်တို့ရှိခဲ့တယ်။လုပ်ငန်းရဲ့ဆန်တဲ့ကဖြတ်သန်းမှုကိုပြန်ကြည့်မယ်ဆိုရင်သူတက်ချုပ်ဘဝကိုရတဲ့တက်ချုပ်ရာတို့ရတဲ့အချိန်အစားပဲသူပထမဆုံးသွားတဲ့နိုင်ငံဗီယက်နမ်နိုင်ငံဖြစ်တယ်။ဗီယက်နမ်နိုင်ငံဖြစ်တယ်။တရုတ်နိုင်ငံမဟုတ်ဘူး။ဆိုတော့နောက်ပိုင်းမှာလည်းသူဟာရုရှားတို့ဘဲလာရုစ်တို့ယူကရိန်းတို့အစ္စရေးတို့အားရနေတဲ့သူကဆက်ဆံရေးပို့ပြီးတော့ကောင်းအောင်သူကစ조사ခဲ့တာတွေ့ရတယ်နော်။ ော့တရုတ်စန့်ကျင်ရုံလည်းတက်ထိုင်မှသူကအကြီးကျယ်လုပ်ခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဒါတွေကိုကြည့်မယ်ဆိုရင်ဘုတ်ကျုပ်ကြည့်မရအောင်လည်းလောက်တာတွေကိုတရုတ်ကမသိမှအကုန်သိတယ်။သူကတရုတ်စန့်ကျင်စိတ်သက်ရှိတယ်ဆိုတော့သိတယ်။ဒါကိုကျွန်တော်တို့ဒါဘာကြောင့်ဖြစ်တယ်လဲဆိုပြန်ကြည့်မယ်ဆိုဒီရင်တော့နာဝရနာဝရနာဝရနာဖာခင်မှာတာဝန်ယူခဲ့တဲ့ဒုဘုတ်ကျုပ်ကြီးအဲဒုတိယဒုတိယဘုတ်ကျုပ်မူကြီးမောင်အေးကိုကြည့်မယ်ဆိုရင်သူကတရုတ်စန့်ကျင်စိတ်သက်အပြည့်ရှိတယ်။ဘုတ်ကျုပ်ကြီးမြောက်လန်တို့ကလည်းအဲ့ဒီဘုတ်ကျုပ်ကြီးမောင်အေးအောက်ကနေ ကြီးပြင်းလာတဲ့သူတွေသူတို့ရွေးချယ်ပြီးခံရတဲ့သူတွေပေါ့နော်ဆိုတော့ဗိုလ်ချုပ်ကြီးမောင်ရေးဆိုရင်လည်းဘတော်မှတရုတ်ပြည်တရုတ်ဝင်ခီးစဉ်တစ်ခါမှမသွားခဲ့ဘူးဆိုတော့သူတို့ကတကယ်ကိုတရုတ်ဆင့်ကျင်စိတ်တနဲ့နေတဲ့သူတွေပေါ့နော်ဆိုတော့တရုတ်မှာတော့ကျွန်တော်နားလဲမှာတရုတ်မှာ punishment လို့ခေါ်တယ်သူဆုံးမတဲ့သူမှာ policy ရှိတယ် Vietnam ကြီးမဲ့သူ Vietnam 1980မှာသူဘာလုပ်ခဲ့လဲပြန်ပြီးလေ့လာကြည့်မယ်ဆိုရလို့ပဲဆိုတော့သူ punishment လုပ်တဲ့ခါကြတဲ့ခါကြတော့မှတ်လောက်အောင်ဆုံးမမယ်ဆိုတဲ့တရုတ်မှာအဲ့လို policy ရှိပါတယ် ဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကအခြေအနေကိုကြည့်မယ်ဆိုရင်ကျုပ်ရဲ့ policy ကမြန်မာပေါ်မှာစိတ်ကောင်းစီဘက်မှလည်းမရှိဘူးဒီဘက်မှလည်းမရှိဘူးနေပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့လာရှိုးကြပေးတဲ့အချိန်မှာတော့အဲ့ဒီအချိန်မှာဗိုလ်ချုပ်ကြီးမရအောင်လည်းဘက်ကနဲ့တရုတ်ဘက်ကတရုတ်တရုတ်ကဘယ်လောက်ထိလိုက်လျော့ရတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်မျက်မျက်ထင်ရှားအကုန်တွေးရမယ်နော်တရုတ်နှစ်တကူးနေကိုဟလာအစိုးရရုံးပရက်ပြတ်မှတ်ပေးတဲ့ဟာတွေကအစားပေါ့နော်နောက်တရုတ်ကဒီကြောက်ဖြစ်မှသွားမဲ့ ရောက်ပြီးမှလုံညိုရေးတက်တဲ့ထားဖို့ကိစ္စတွေအကုန်လုံးမြန်မာဘက်ကပြန်ပြီးလိုက်လို့ပေးရတာပေါ့နော်မြန်မာစက်ကောင်စီကလိုက်လို့အသင်းဆွေအချိန်ချင်းသွားပြီးဒူဖက်ခဲ့ရတယ်လည်းရှိမှာရှိပါပေါ့နော်ဆိုတော့အဲ့ခိတ်ကိစ္စတွေကိုကြည့်မယ်ဆိုရင်တော့ရှင်းပါတယ်ဒီလာရှုကိစ္စမှာသူမဟာမိတ်သူမဟာမိတ်လုပ်ထားတဲ့ရုရှားတို့ဘယ်လာရုစ်တို့မကူနိုင်ဘူးတကယ်တော့ဒီကိစ္စအလုံးတကယ်လာပြီးကူနိုင်တာကတရုတ်ပဲဖြစ်တယ်ဒါကြောင့်သူတရုတ်ကိုပြန်ပြီးဒူးထောက်ရတယ်လို့ကျွန်တော်ကမြင်ပါတယ်နောက်တစ်ချက်ကငလင်လောက်တဲ့ချက် င်္ဂလိပ်မှာဟာအိန္ဒိယတို့တရုတ်တို့ဟာရုရှားတို့စင်ကာပူတို့ထိုင်းတို့အင်ဒိုနီးရှားတို့အားလုံးမလေးရှားတို့အကုန်ဝိုင်းပြီးကူတော်လဲပဲတရုတ်ကငလျင်ကိစ္စမှာယွန်1ဘီလီယံခရီးပေးတယ်ကုမယ်ဆိုပြီးတော့အဲ့ဒါဒေါ်လာတန်ပေါင်း130ကျော်ရှိတယ်ဒါသူကအကြီးဆုံးအမောင့်ကိုသူကပေးတာဒီနိုင်ငံတွေထဲမှာဆိုရင်ဆိုတော့ဒါအောင်တစ်ခုတည်းနဲ့ကြည့်မယ်ဆိုရင်လေတရုတ်ကမြန်မာပေါ်မှာဘလောက် leverage ရှိတယ်ဘလောက်ဩဇာရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့နေရ ဒီစစ်တပ်ပေါ်မှာပေါ့နော်နောက်တစ်ခုကဒီဟန်နိုဗာလို့ခေါ်တဲ့လာရှိုပြန်ပို့မဲ့ကိစ္စမှာလေဂျွန်လာအထိဂျွန်လာမှာလုံမယ်လို့အားလုံးသဘောတူထားပြီးသားလို့ကျွန်တော်တို့နားလည်ထားတယ်အခု April ကိုသူတို့ရွှေ့သွားတယ်ရှေ့ကိုရွှေ့သွားတယ်ဘာလို့မြင်ရလဲဆိုတော့ငလင်ကြောင့်အားလုံးငလင်ကိုအားလုံးစိုက်နေတဲ့အချိန်မှာတိကျကနောက်ကနေတက်တုတ်ရိုက်ပြီးဒီကိစ္စအမြင်သူတွန်းတော့ကျွန်တော်တွေ့ပြီးလုပ်နေတာကျွန်တော်တွေ့ရ